မင်္ဂလာပါခင်ဗျာဒီတစ်ပတ် AIWD ရဲ့ AI Tutorial Talk အဲ့တစကားဝိုင်းမှာထိုင်းနိုင်ငံရဲ့နိုင်ငံရေးအကြက်တဲကမြန်မာနိုင်ငံရေးပေါ်ဘလို့တက်ရောက်တယ်လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးကြမှာဖြစ်ပါတယ် AIWD အဲ့တာချုပ်ကိုအောင်စောနဲ့ကျွန်တော်နဲ့ဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်က AIWD မြန်မာပိုင်းအဲ့တာရဲနေပါမင်္ဂလာပါကိုပေါ့လို့မင်္ဂလာပါကိုရည်နေ ခုကျွန်တော်ဒီတစ်ပတ်ထိုင်းနိုင်ငံကြီးအကြောင်းနည်းနည်းတော့ပြောကြတာပေါ့နော်ဟုတ်ဆိုဟိုတိကျတဲ့အတိုင်းပဲကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီထိုင်းဝန်ကြီးချုပ်ဟောင်းလို့ပဲပြောရမလားအဲပီတောင်တန်ရှင်နာဝတ်ကိုဟလာဒီထိုင်းတရားလွှတ်တော်ချုပ်ရုံးကနေပြီးတော့ယာယီခဏအလုတ်ကနေပြီးရက်ဆဲထားတာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီကမ္ဘောဒီးယားကောင်းဆောင်ကြီးပေါ့ဟွန်ဆန်နဲ့တယ်လီဖုန်းပြောတဲ့အခါမှာခုနကအဲ နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စကြီးပေါကြားတယ်ဆိုပြီးတော့ရထားတာပေါ့နော်ဆိုတော့ဒါအပြင်ကို तू အဲ့လိုမျိုးပေါ့ဟိုဥစည်းနေတဲ့ဒီထိုင်းဆိုရညုံပေါင်းမဟာမိတ်အဖွဲ့ကလည်းတိတ်ပြီးတော့ဟိုစီလုံးညုံညုံမှုအာမကောက်ပေါ့နော်ရေးရဲပဲဖြစ်နေတယ်ဆိုတဲ့အတန်လေးကလည်းကြားနေတော့အထိုင်းနိုင်ငံကြီးအနာဂတ်နဲ့ပတ်သက်ပြီးတော့ကိုအောင်စောဘလို့မြင်မိလဲခင်ဗျာ ဘယ်လိုပြောရမလဲဆိုတော့ထိုင်းနိုင်ငံရဲ့အခြေအနေမကောင်းလို့ကျွန်တော်ပြောလို့ရတယ်။နောက်ပြီးတော့တစ်ချိန်တည်းမှာပဲတိန်တောင်းတပ်ဖွဲ့မင်းကျွယ်ပေါ့နော်။ဆိုတာမျိုးကျွန်တော်တို့ဒီအလှည့်ပြောင်းလဲတွေကျွန်တော်စတွေ့ရတယ်။ခုနကကိုရဲနီပြောခဲ့သလိုပဲဒီအခြေခံဥပဒေခုံရုံးရဲ့အာနာပါဝါဘလောက်ကြီးရဲ့ဆိုကျွန်တော်ထပ်တွေ့ရတယ်။ဆိုတော့အခုဝင်းညုတ်တယောက်ကိုသူက suspend လုပ်ခွင့်ရှိတယ်၊ဖြုတ်ခွင့်ရှိတယ်။နိုင်ငံရေးရနဲ့ဖယ်ထုတ်ခွင့်ရှိတယ်။အဲ့လောက်ထိအခြေခံဥပဒေခုံရုံးကပါဝါရှိတာကျွန်တော်တို့ထပ်တွေ့ရတယ်ပေါ့နော်။ဒါကြောင့်လည်းအခု taxation ရှင်နာဝါရဲ့တမီအရင်တော့ဝင်းကြီးချုပ်ဟောင်းเนาะထိုင်းနိုင်ငံမှာတကယ်ဩဇာအရန်ကြီးခဲ့တဲ့ billionaire ပြီးတော့နိုင်ငံရေးသမားလည်းဖြစ်တဲ့ taxation ရှင်နာဝါရဲ့တမီဖက်ထောင်ထန်ကဒီနေ့ဆိုရင် culture minister ပြန်ဖြစ်သွားတယ်ဝင်းကြီးရုပ်ရာတို့သူပါတီတရတက်ကိုသူတို့ခန့်ရတယ်ပေါ့เนาะဆိုတော့ဒီအစိုးရဘလောက်ခံမလဲဆိုမေးခွန်းပဲကျွန်တော်တို့ထိုင်းနေဒီထိုင်း political commentator တွေ ဒီကနိုင်ငံရေးလေ့လာတဲ့သူတွေတုံ့တက်တာကတော့ဒီနှစ်ကုန်အထိခံမယ်လို့သူတို့မထင်တော့ဘူးဒီနှစ်ထဲမှာပဲထိုင်းနိုင်ငံမှာရွေးကောက်ပွဲတစ်ခုဖြစ်လာတယ်လို့သူတုံ့တက်နေကြတယ်ဆိုတော့ဒီဒီ challenge တွေကိုကျွန်တော်တို့စတွေ့ရတာပေါ့နော်ဆိုတော့ပြန်ကောက်ကြမယ်ဆိုရင်တော့လွန်ခဲ့တဲ့ match လာစားပြီးကောက်ခဲ့တဲ့ဒီစစ်တမ်းတွေအရဆိုရင်တဖက်ထောင်တန်းအစိုးရအပေါ်မှာအလားထိုင်းလူတို့ကနေပြီး60ခန်းလုံးကြော်ကြော်လောက်အထိသူတို့စိတ်ပြက်လက်ပြက်တော်တော်ဖြစ်နေကြပြီအဲ့ဒီအချိန်ထဲသူတို့စနေကြတာဖြစ်တယ် ဆိုဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံမှာစီးပွားရေးကပို့ပြီးတော့စီးပွားရေးပို့ growth ကပို့ပြီးတော့နှေးလာတယ်နံပါတ်1လူငယ်ကြားထဲမှာအလုပ်လက်မဲ့တွေပို့ပြီးတော့များလာတယ်အဲနောက်ပြီးတော့ဒီ Trump အစိုးရကနေပြီးတော့ impose လုပ်မယ်ချမယ်ဒီအခွန်ကောက်ကိစ္စတွေဒါတွေနဲ့ပတ်သက်တဲ့ခါမှာလည်းထိုင်းအစိုးရထဲမှာသူရဲ့ performance တွေသူရဲ့ရည်တည်ချက်သူသူရဲ့ performance တွေကလည်းဟိုမကောင်းဘူးပေါ့ ဒီတိုင်းဆိုရပြီးခဲ့တဲ့ master mass lock တဲ့ကိုကတော့တိုင်းပြည်သူလူထုကတော်တော်ကိုစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်တခုပြောလို့ရပါတယ်အဲ့လိုအချိန်မှာမဟုတ်နာခုနအန်ကယ်ဟွန်ဆန်နဲ့ဖြစ်တဲ့ကိစ္စတွေပေါ့ leak audio တွေကိစ္စတွေမှာတော့သူကတိုင်းနိုင်ငံမှာအာနာအရှိဆုံးလို့ပြောလို့ရတယ်ဟဲ့လားတိုင်းနိုင်ငံနိုင်ငံကြီးမှာဟလာတကယ် influencer ဖြစ်တဲ့တိုင်းတော်ဝင်တက်မတော်သွားပြီးစော်ကားတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါတွေက သူတို့ရဲ့ nerve ကိုသူတို့ရဲ့ဒီအကြောသွားထိတဲ့ကိစ္စတွေပေါ့အဲ့တော့ရက်ဖက်စစ်ဖက်ဆက်ဆံရေးတွေကပို့ပြီးတော့ဆိုးရလာတာကိုကျွန်တော်တို့တွေ့ရတာပေါ့ထိုင်းစစ်တပ်ကိုအထိုင်းစစ်တပ်ကသူ့ကိုမထောက်ခံဘူးသူ့ကိုသူ undermine လုပ်တယ်ဆိုတော့အမြင်နေအဲ့ဒါတွေကိုလည်းသူ angle ဝန်ဆိုင်နဲ့တွေ့တယ်ပြောတဲ့အခါမှာပြောတဲ့ကိစ္စတွေဆိုတော့ဒီစေဝင်သားဘုရားကောင်းတာကတော့ထိုင်းနိုင်ငံရေးမှာဒီဟွန်ဆင်ကမ္ဘောဒီးယားကနေဘလို့ပုံပြီးတော့ကစားတယ်ဘလို့ blackmail လုပ်တယ်လဲဟလား အဲဆိုတာတစ်ခုအပြောင်းလဲဖြစ်သွားအောင်သူလုံနိုင်တယ်ဆိုတာမျိုးလို့ကျွန်တော်တွေ့ရတယ်ပေါ့อืมကိုအောင်ဆိုပြောတဲ့ဥစ္စာကိုကျွန်တော်အဲ့လိုမျိုးသွားပြီးတော့တွေ့တာပါလဲဆိုတော့ခွန်ဆန်ကိုတိုင်းကခုနကသူပြောတယ်အဲ့ဒါကပါလဲဆိုတော့တက်ဆင်နဲ့သူနဲ့ဘလောက်ပဲယင်းနီယင်းနီတကယ်တမ်းအဲ့လိုမျိုးနှစ်နိုင်ငံဆက်ဆံရေးကြားမှာတကယ်တမ်းကောင်းခဲ့တဲ့ခေတ်ကာလကအဲစစ်အာဏာသိမ်းထားတဲ့ကာလပရာယူရဲ့ အဲကာလာဆိုပြီးတော့သူကိုယ်တိုင်ပြောတာ။နောက်ပြီးတော့အခုကလည်းကျွန်တော်တို့ထိုင်းနိုင်ငံကြီးကိုကြည့်မယ်ဆိုလို့ရှိရင်ဟာလာကိုအောင်ဆိုခုနကပြောသွားတူပဲဆာဗီးတွေကောက်တဲ့အခါမှာပြီးခဲ့တဲ့အာနာတိန်ရှိခေါင်းဆောင်ပရာယုကပါအခုကပို့ပြီးတော့လူကြိုက်ပုံများလာတဲ့သဘောမျိုးပြန်တွေ့လာတာဆိုတော့စစ်တပ်ကအာနာတိန်မယ်ဆိုတဲ့ကောလာဟာလာအလည်းဖတ်မှရှိနေတော့အဲအဲ့ဒါကတော့ဖြစ်နိုင်ပါမလားဟုတ် ်ဆိုတော့အဲ့အဲ့အဲ့မေကွန်းကစိတ်ဝင်စားဖို့ကောင်းတယ်ဒီအဲ့ဒီအာနာသိင်းတာဖြစ်လာနိုင်မလားဆိုတော့မေကွန်းကလွန်ခဲ့တဲ့တလားလောက်ကစပြီးတော့ဒီထိုင်းနေကြတဲ့မှာရေပန်းစားတဲ့မေကွန်းတခု debate လုပ်တဲ့မေကွန်းတခုပြီးတော့ media တွေမှာဒါကို cover လုပ်ကြတာပေါ့နော်ဆိုတော့ဟိုအဲ့တစ်ချိန်ထဲမှာပဲဒီ second army ပေါ့ဒီထိုင်းတပ်မတော်အမှတ်1ကဲဒီကမ္ဘောဒီးယားနယ်စပ်မှာတာဝန်ကြတဲ့ဒုတိယဗိုလ်ချုပ်ကြီးတိုင်းမှုပေါ့နော်ဘွန်စင်ငယ်သူ့ရဲ့အခန့်ကဏ္ဍကလည်း ဒီ social media မှာလည်းအရန်ကိုအာ popular ဖြစ်တာတွေ့ရတယ်ရေပန်းစားတာတွေ့ရတယ်ဆိုတော့ဒါတွေကိုကြည့်မယ်ဆိုရင်ထိုင်းပြည်သူလူထုကလည်းအဲ့ဒီတိုင်မှုကြုတ်အဲ့တိုင်မှုကိုထောက်ခံတာတွေဟလာထောက်ခံတာတွေချီးကျူးတာတွေအဲ့လိုမျိုးတွေများလာတယ်ဒါကိုကြည့်မယ်ဆိုရင်ဒါတွေကိုကြည့်ပြီးတော့အာထိုင်းနိုင်ငံမှာနိုင်ငံကြီးထိုင်းနိုင်ငံမှာအာနာသိမ့်မှုပြန်ဖြစ်အောင်မလားပေါ့နော်အဲမြန်မာပြည်လိုရဖြစ်မှာမဟုတ်ပါဘူးတွေ့တဲ့တိုင်းကိုထိုင်းမှာဖြစ်ရင်လည်းအင်းသာနဲ့ soft landing ဖြစ်တဲ့ဟလာ သူတို့ကတော့ခဏခဏတကယ်သူတို့ကသူတို့ကဒီအနာဒီဒီမြန်မာမြန်မာ very professional ဖြစ်တာပေါ့မြန်မာလိုသူရတန်ယုတ်ဖြစ်အပြည်ရင်းစစ်တွေဖြစ်တဲ့အဆင်မျိုးလည်းမရောက်ပါဘူးဆိုတော့ဟိုနိုင်ရှင်လို့လည်းမရပါဘူးဆိုတော့ဟိုကျွန်တော်ကဘာတော့တွေ့လဲဘာတော့ပြီးတွေ့လဲဆိုတော့ထိုင်းနေတဲ့စကားပြောတဲ့အခါမှာပညာရှင်တွေနဲ့စကားပြောတဲ့အခါမှာကူဖြစ်ဖို့တက too costly ဒါအကုန်ကြအရန်များလိမ့်မယ်သူတို့တက်ကဟုတ်လား ဒီချိန်မှာနိုင်ငံကမ္ဘာနိုင်ငံကြီးကလည်းမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာဒီနိုင်ငံမှာကုဖြစ်ပြီဆိုရင်တကယ်လို့တို့တွေကလည်းစီးပွားရေးကလည်းမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာဒီချိန်မှာကုလုပ်မယ်ဆိုရင်ဟာလာတကူတကောင်းတာပါရှိမလဲပေါ့ဆိုတော့အဲ့ဒါကိုတို့ရွေးရတယ်အဲကြောင့်ခုနကကိုရဲနေပြောသွားတယ်ခုနကအဲကြောင့်ကျွန်တော်တင်နေကိုရဲနေပြောသွားတယ်မေကုံဖြစ်တဲ့အဲကွန်မန့်လုပ်သွားတယ်အဲ့ဒီပရယုဘုရုပ်ကြီးဟောင်းပရယုပြန်လာနိုင်မလားအဲသူ့ကိုပြန်ပြီးထုတ်လာတာကျွန်တော်တွေ့ရတယ်ပြီးတော့စက်တာထွေစင်ပြန်လာတယ်အဲမီဒီယာမှာပြန်ပေါ်လာတယ် အဲ့တော့နိုင်ရှိပြီးတော့ survey ကောက်ကြည့်မယ်ဆိုရင်လည်းလူတို့ရဲ့အဲ့လောလောဆယ်မှာတော့ preview ပြန်လာတာကိုလက်ခံမလားလက်ခံနိုင်နေဆိုတဲ့ survey က plus ပြတာပေါ့ဗျာအဲ့လိုမျိုးလေးတွေဖြစ်လာတယ်လို့ပြောလို့ရအဲ့တော့ကျွန်တော်ကတော့ဟိုကျွန်တော်ကတော့ commander တဲ့ဆိုင်ပေါ့နော်ရွေးကောက်ပဲဖြစ်လာနိုင်တယ်ရွေးကောက်ပဲမတိုင်ခင်မှာအဲ့လားအချိန်ကဥပဒေခုံရုံးကလက်ရှိဘာလဲဘာတွေဆုံးဖြတ်အောင်မလဲအဲ့ဒါတစ်ချက်ကြည့်ရမယ် ပြီးတော့ရွက်ကောက်ပဲဖြစ်ပြီးဆိုရင်တော့အော်တိုဘာလောက်ဖြစ်လာနိုင်တယ်လို့သုံးသပ်နေကြတာရှိတယ်ပေါ့အဲကြောင့်လဲဘုံချိုင်တိုင်းဟဟလာပါတီကထွက်သွားပြီသူတို့တွေ election တက်ကိုသူတို့ပြင်နေတာရှိတယ်ချိန်နဲ့မှာပဲအယုံကြီးမရှိအဆိုကိုတင်သွင်းတာလဲ People's Party the People Party ဆိုကျွန်တော်ကကျွန်တော် move move forward လုပ်ခဲ့တဲ့ဖိထာရဲ့ပါတီကိုပြောတာဟလာမြန်မာအရေးအများကြီးပြောခဲ့တဲ့ပါတီပေါ့သူတို့တွေကချိန်လန်းနေစပြီးပြင်နေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြောရတဲ့ဥစ္စာကမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်း ကြည့်မိဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးထိုင်းအဲနိုင်ငံကြီးဆောင်ကြည့်လေ့လာတဲ့သူတွေရေးတာတားတာတွေဖတ်ပြီးတော့သူတို့ကပြောတဲ့ဥစ္စာကတော့ခူးမလို့ဘူးပေါ့တကယ်တမ်း judiciary ခူးရှိနေပြီဆိုပြီးဟုတ်တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တရားစီရင်ရေးအာဏာကိုတုံးပြီးတော့အဲဂင်ထားတာပေါ့ဆိုတော့အခုဆိုလို့ရှိရင်ပဲဒီစိတ်ဝင်စားစရာကောင်းတဲ့ဥစ္စာကဒီ ခုနကကျွန်တော်တို့ပြောကြရတဲ့ဟာလာဝိုင်းရင်နိုင်ငံကြီးတမကြီးတက်ဆင်ရှင်အဝတ်ကိုဆိုတော့ तू ပြီတော့ပြန်လာပြီးတော့ဆေးရုံတက်တဲ့ဥစ္စာကိုလိန်တက်တယ်ဆိုပြီးတော့ဟာလာအခုတရားရုံးရင်ဆိုင်နေရပြီနောက်ခုနကကျွန်တော်တို့ပြောသူမျိုးက तू တမီဟာလာဖေးထောင်ထောင်ကိုခုနကဒီအာထိုင်းဝင်ကြီးချုပ်ရာလူကနေပြီးတော့ရက်ဆိုင်ခံလိုက်ရတယ်ဒါတွေအကုန်လုံးကဒါ judiciary coup လို့ပြောလို့ရတယ်ဟုတ်တယ်မလား tax ကိုပြန်လာခိုင်းတဲ့ကိစ္စကလည်းဒီ ဒီထိုင်းတော်ဝင်တက်မတော်နဲ့ဟာလာဒီ establishment နဲ့ဟာလာဒီ taxing dynasty ပေါ့ကြားထဲမှာရှိတဲ့ agreement တခုပေါ့ဒါဟာ agreement ဆိုတာစာချုပ်မဟုတ်စိုင်းထိုးထားတာမဟုတ်ဆိုတော့ taxing ပြန်လာတဲ့ကာမှာဈေးုံ6လကိစ္စဒီကိစ္စမှာဆိုလဲသူကဈေးုံမှာလုံးဝမနေခဲ့ဘူးဆိုတာကိုအတော်များများယုံကြည်ကြတယ်ဒါနဲ့ပတ်သက်ပြီးတော့အခုအမှုဖွင့်စစ်ဆေးတာတွေစပြီးလုပ်နေပြီဆိုတော့သဘောကတော့အရင်တော့ဒီရှိနေခဲ့တဲ့ဟာလာဆက်ဆံရေးရာ tax ကိုပြန်ပြီးတော့ပြည်တော်ပြန်ပေးခဲ့တဲ့ဆက်ဆံရေးကတစ်နှစ်အတွင်းမှာပဲပြတ်သွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်နော်အဲ့ဒါဒါကြောင့်လဲကျွန်တော်တို့ကဒီဒီအချိန်မှာ tax ကသူက tax ကသူကသူကအသက်ဆက်ပြီးတော့သူကနေခဲ့လို့ရတယ်ဟုတ်သူဝန်ကြီးချုပ်ဖြစ်ခဲ့တယ်2000ကာလမှာလာပြီးတော့ပြုတ်တဲ့အခါမှာအဲသူ့ရဲ့ဆွေမျိုးတွေအဲဆုံချိုင်းပြီးတော့သူ့ရဲ့ညီမရင်လက်ဟလာသူကနောက်ပြီးတော့အခုသူ့ရဲ့သမီးဆိုတော့ဆယ်စုနဲ့နှစ်စု နှစ်ပေါင်း20မှာတက်ဆင်ရဲ့ political dynasty တက်ဆင် dynasty လို့ခေါ်ကြတယ်တက်ဆင်ရဲ့မင်းဆက်ကနှစ်ပေါင်း20သူဆွဲဆန့်ပြီးတော့နေခဲ့တယ်ဘလော့ပါဝါကြီးလဲဆိုတာကျွန်တော်မြင်ရတာပေါ့နော်ဆိုတော့အခုဒီဒီချိန်ဟာသူ့ရဲ့တက်ဆင် dynasty ရဲ့ end game လာပြီးသွားပြီလားအကြရောက်ပြီးသွားပြီဆိုတော့ဆိုတော့ဖေထောင်တန်ပြီးသွားရင်သူ့မှာဆက်ဆရာလည်းမရှိတော့ဆိုတော့အဲ့ဒါဒါကုံမီလားလို့တွက်ကြတဲ့ကာလာလည်းရောက်နေတဲ့ကာလာပေါ့နော် ဆိုတော့တကယ်လို့ဒါတက်ဆင် dynasty ရပ်သွားပြီဟုတ်လားတက်ဆင်မရှိတော့ဘူးဆိုလို့ရှိရင်မြမနိုင်ငံကြီးမှာရောတက်ရောက်မှုမရှိနိုင်ဘူးလားကိုအောင်တော့ဘာဖြစ်လို့လဲဆိုတော့အခုလက်တလောအာဆီယံဥက္ကဋ္ဌဖြစ်နေတယ်ဟုတ်လားဒီမလေးရှားနိုင်ငံကသူ့ကိုတုံးပြီးတော့ခုနကမင်းအောင်နိုင်ကိုလမ်းကြောင်းဖောက်နေတာဟုတ်တိတ်မကြသေးဘူးမင်းအောင်နိုင်ဘန်ကောက်လာတဲ့ဥစ္စာလေတက်ဆင်လမ်းကြောင်းအောင်နေပြီးတော့လာတာဟုတ် ဆိုကိုယ်တော့တကယ်လို့ဒါ Texan Dynasty ပြီးသွားရင်ဟာလားဒါမှမဟုတ်လို့ရှင် Texan ရဲ့မိသားစုထိုင်းနိုင်ငံရေးမှာဆက်ပြီးတော့ဩဇာအာဏာမရှိတော့ဘူးဆိုမြန်မာနိုင်ငံရေးဘာဖြစ်မလဲဘာဖြစ်လို့လဲဆိုတော့ဒီ Texan ကအာဆီယံဥက္ကဋ္ဌမလေးရှားလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားရဲ့အကြံပေးဖြစ်တယ်လို့မျိုးဟာလားမကြသေးဘူးခုနကဘန်ကောက်မှာမရောက်လိုင်းကိုဆွဲခေါ်ပြီးတော့ဟာလားဟိုအန်ဝါနဲ့တွေ့တဲ့ဥစ္စာက Texan လမ်းကြောင်းအောင်ဖောက်တာ ဆိုတော့တက်ဆင်ကမြန်မာစစ်ဘိုလ်ချုပ်ကြီးတွေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဟွန်ဆန်တို့ပဲပေါ့အမတန်နီးစပ်ခဲ့တယ်ပေါ့တကယ်လို့သူမရှိလို့ရှိရင်အာဆီယံနေနဲ့ခုနကတန်းချောင်ပျောက်သွားမှာလားဘလို့တုံးတတ်မိမထင်ပါဘူးကျွန်တော်ကျွန်တော်တက်ဆင်ပေါ်မှာယုံကြည်မရှိဘူးမြန်မာအရေးမှာဝင်ပြီးတော့ဖြည့်ရှင်းနိုင်မယ်လို့လေကျွန်တော်တို့ဟိုအခက်ကဆိုရင်ကြည့်မယ်ဆိုသူတို့စကီမောင်တိန်သွားတယ်ပိုကျော်ကြီးတန်းရွှေနဲ့တွေ့တယ်ပိုကျော်ကြီးခင်ညွန့်နဲ့တွေ့တယ်သူပြီးတော့အဲ့လို ပကံစိုက်ဘာတဲ့ကိစ္စဝင်လို့တဲ့ကိစ္စတွေ corruption ဖြစ်တဲ့ကိစ္စတွေဆိုရင်သူကတကယ် CY သမားတကယ် crook ပါသူရဲ့အကျိုးစီးပွားတကယ်ကြီးတယ်သူတယောက်ပေါ့နော်ဆိုတော့ဒါပေမဲ့ခုနကကိုရဲကြီးထောက်ပြသွားတာစစ်ဝင်စားဖို့ကောင်းတယ်ဘာလဲဆိုတော့ဟလာဟွန်ဆင်နဲ့လည်းသူတွေ့တယ်မြမအကြီးဖြည့်ရှင်းမယ်လို့ပြောတယ်ဟွန်ဆင်ကလည်းမြမပြည်သူကိုယ်တိုင်သွားပြီးတော့ဗိုလ်ချုပ်ကြီးမြောင်းလိုင်းနဲ့တွေ့ပြီးတော့ဟလာမီဒီယာလုတ်ပေးမယ်ဆိုတာမျိုးတွေအဲ့လိုမျိုးတွေလုတ်တယ်ပေါ့နော်အကုန်လုံး bluffing လုပ်နေကြတာပဲနှိမ့်ရတာမရှိပါဘူးအလုံးဆောင်ချက်တည်း ဆိုတော့ပြီးတော့အန်နွာနဲ့တွေ့တဲ့ခါကျမှတော့လေအန်နွာကိုသူကဆွဲသွင်းလာတယ်သူကသူ inform advisor ဖြစ်နေသူကသူထားတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးမြမအကြီးကိုသူကဝင်ပြီး negotiate လုပ်ပေးမယ်လို့ပြောတယ်ပြီးတော့ EAO EAO တွေသူခေါ်ပြီးတော့သူတွေ့တယ်ဟလာအန်နွာနဲ့တွေ့တဲ့ခါမှာလည်းရာဇဝတ်သားစစ်ရာဇဝတ်သားစစ်ကောင်စီခေါင်းဆောင်ကိုခေါ်တွေ့တယ်ပြီးတော့ NUG ကိုတွေ့တယ်ဆိုတော့ဟိုကြီးလိုက်ရင်တော့သူကမြမပြည်ကိုမြမအကြီးဝင်ပြီးတော့လှူရှားပေးနေတယ်ဆိုတာမျိုးတွေ့နိုင်တယ်ပေါ့ဒါပေမဲ့ substance ဘာမှမရှိဘူး ူလုပ်တဲ့အလုပ်တွေကိုလည်းမလေးရှား special inquiry မကြိုက်ဘူးဟဲ့လားဒါပေမဲ့ N1 နဲ့လုပ်တဲ့ကိစ္စသူဘာမှပြောဝင်တော့မရှိဘူးပေါ့ဆိုတော့ဟိုတချင်တည်းမှာပဲဘယ်သူကတကယ်မကြိုက်လဲဒီကိစ္စတွေထိုင်းတက်မှာတော့လုံးဝဒီကိစ္စအောင်မကြိုက်ဘူးဒါသူဘောင်ကြော်ပြီးတော့လုပ်တယ်လို့ဟဲ့လားသူလုံးမဲ့ဘောင်သူကြော်ပြီးလုပ်တယ်လို့မြင်တာ哦တက်ဆီနဲ့မဆိုင်ဟိုနေဆက်ရေးရကိစ္စတွေအကုန်လုံးကကင်ထားတာလေ ခိုင်းစစ်တက်ကအဲစစ်တက်ကပဲသူအကုန်လုံးတင်ဆက်တစ်ခုလုံးသူခိုင်းထားတာလေဟုတ်တယ်မလားဆိုတော့ဆိုတော့ဒီဘက်ကမြင်တာဟာ तू ဒီချိုးပြန်ချိုးပြန်ပြီ तू ကယုံကြည်လို့မရဘူးရှင်နေမှာ तू ကတကယ် charismatic ဖြစ်တဲ့ခေါင်းဆောင်တယောက်ဖြစ်နေ influential ဖြစ်တဲ့ခေါင်းဆောင်တယောက်ဖြစ်နေ तू ကဟာလာအတိုင်းဝန်းတစ်ခုနဲ့ तू ရှိနေသေးတာဖြစ်တယ်ဟာလာဟိုမြောက်ပိုင်းမှာဟာလာအရှေ့မြောက်ပိုင်းမှာဟာလာ eastern ဒေသတွေမှာဆိုတော့အဲ့ဒါကလည်းအရင်တော့သူတို့ထားခဲ့တဲ့ informal agreement ကို informal agreement တွေပြတ်ပြားစရာတွေပေါ့သူ honeymoon period ကမရှိဘူးလို့ပြောလို့ရပါတယ်အဲတို့ကြားထဲမှာလေဆိုတော့အဲ့ဒါတွေကတော့စိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဘာကြောင့်လဲဆိုတော့ဘိုဂျုံကြီးမယောင်လန်တို့စစ်ကောင်စီအုပ်စုကလည်း taxing ပြန်လာတဲ့အခါမှာသူတို့ကလည်းသူတို့လမ်းကြောင်းကနေဝင်လာနေရှိတယ်အာမြမအရေးဝင်ပြောပြဖို့ဝင်လုပေးဖို့စတောင်းဆိုတာလည်းရှိခဲ့တယ်ပေါ့နော်ဆိုတော့အခုတော့ဒီအရာတွေပြတ်သွားတယ်လို့ပြောလို့တော့ ရပါတယ် end of taxin dynasty ဆိုလို့ပြောကြတယ်လို့ရေးကြတယ်လို့မျိုးပေါ့เนาะဆိုတော့အဲ့လိုအဲ့လိုအခြေအနေတခုရောက်သွားရောက်နေတယ်လို့ပြောလို့ရပါတယ်ဆိုတော့အခုဒီထိုင်းနိုင်ငံကြီးအကြက်တဲကိုထွက်ပေါက်အဖြစ်နဲ့ပေါ့เนาะဒီတော်တော်များများကအဲ့လိုမျိုးတုံးတက်နေတာကတော့ပရာယုကပြန်ပြီးတော့ထိုင်းဝန်ကြီးချုပ်ပြန်ဖြစ်လာနိုင်မလားဆိုတော့အဲတုံးတက်ချက်တွေတော့ကျွန်တော်ကြားနေရတာပေါ့ဒါပေမဲ့ကျွန်တော်တိတိလောက်ဆိုလို့ရှင်ဒီ ပရာယုကပြောရမယ်ဆိုလို့ရှင်အခုဆိုလို့ရှင်ဒီ private counselor ခေါ်မှာပေါ့နော်ထိုင်းအဘရင်ကောင်စီအဖွဲ့ဝင်ဖြစ်နေတော့အသူ့ကိုပြန်ခေါ်လို့ရရပါအောင်မလားတော့တော့သူ့မှာတော့ technical issue တွေတော့ရှိမှာပေါ့နော်ဒါပေမဲ့အရင်တုန်းကလည်းဒါမျိုးတွေတာရကတွေရှိခဲ့ဘူးလေ2000ကျော်ကာလမှာထိုင်းကာဝေးဥစုရုပ်ထုတ်ခဲ့ဘူးတဲ့ဘုချုပ်ကြီးဆွေယုချိုလန်တော့ပေါ့နော်လူတွေလူ ထိုင်းပြည်သူလူလူတွေအများလေးစားတဲ့တယောက်ဖြစ်ပါတယ်အဲ तू ကဒီစစ်တပ်ကအနာယူပြီးတဲ့အချိန်မှာထိုင်းပြည်စီမှာ तू က private counselor ဖြစ်ခဲ့ဘူးလေအခုဆိုရင်လည်း तू ကတတ်တော်ရှင်အမကြီးတာဝန်ထမ်းဆောင်နေတဲ့ तू ပေါ့ဒါပေမဲ့အဲ့တန်းဆောင်နေတဲ့အချိန်မှာပဲ तू တစ်ခေါက်ပြန်ခေါ်ပြီးတော့ဝန်ကြီးရုပ်တာဝန်ကိုပေးပြီးတော့ခဏထိန်းခိုင်းတဲ့ကာလတခုရှိခဲ့ဘူးလေဆိုတော့အဲ့တော့ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်မြင်တာတော့ဘိုးချုပ်ကြီး project ကိုပြန်ခေါ်ခြင်းနေဆိုရင်လည်း အဲ့လိုပုံစံမျိုးနဲ့ပြန်ခေါ်နိုင်မလားပေါ့နော်အဲ့ဒါမျိုးတွေပေါ့အဲ့လိုမျိုးတွေကတော့ကျွန်တော်တို့တွက်လို့ရတယ်ပေါ့အဲဒါပေမဲ့ခုနကပြောသလိုပေါ့ကျွန်တော်တို့မြမအရေးနဲ့ပတ်သက်လာရင်တော့ဟိုစစ်ထထဝီစင်ရဲ့ကာလပေါ့တစ်နှစ်လောက်ရှိမှတင်အဲ့ကာလမှာမြမအရေးကိုတော်တော်ကိုကြက်ကြက်မက်မက်သူတို့ဆောင်ရွက်သွားတာတွေကျွန်တော်တို့တွေ့ခဲ့ရတယ်လीဆိုတော့အဲ့ဒါတွေကြည့်မယ်ဆိုရင်ဆိုရင်တော့နှမျိုးဖို့ကောင်းတဲ့ကာလတွေပေါ့ကျွန်တော်တို့အခုဆိုရင်တော့ဒီဒီနေဆက်ကအရေးတွေပါတွေပေါ့ဒါတွေကိုနဲ့ပတ်သက်လာရင် ဒီလက်ရှိအစိုးရကဘာမှသူတို့အဲ့တော့လှည့်မကြည့်နိုင်တဲ့ကာလတခုလို့ပြောလို့ရတော့ဆိုတော့နောက်ဆုံးထပောက်ကတော့ရွေးကောက်ပွဲပဲဖြစ်တော့မယ်သဘောမျိုးလို့ပြောရမှာနော်ရွေးကောက်ပွဲကမြန်မာပြည်မှာအတိုင်းမှာလာပေါ့ဆိုတော့တိုင်းမှာလုံးမဲ့ရွေးကောက်ပွဲကပိုမြန်သွားနိုင်တယ်ပေါ့မြန်မာပြည်ရွေးကောက်ပွဲကတော့အားလုံးသိပြီးသားတင်ပါတယ်ဘူဂျိုကြီးမင်းအောင်လန်းနဲ့တမရာကြီးမင်းအောင်လန်းလုံးမဲ့လို့ပြီးအတန်းနဲ့ထွက်နေတဲ့ကာလပေါ့ဗျာဆိုတော့မြန်မာတိုင်းမှာတော့ရွေးကောက်ပွဲ ောင်တဘာလောက်ဖြစ်လာမလားဆိုပြီးတော့ထိုင်းသတင်းစာတွေမှာစပြီးပြောကုန်ကြပြီးအဲ့တော့ဘုံကြိုင်ထိုင်းဆိုလည်းတို့ရကမ်ပိန်းတွေစလုပ်ဖို့တို့ပြင်နေကြပြီးဆိုတော့ကျွန်တော်တို့မကြကျွန်တော်တို့ကျွန်တော်တို့တတိထားရမှာကျွန်ကျွန်တော်ထင်တယ်မဲဆွဲဖို့အတွက် target ၃ခုရှိတယ်လို့ကျွန်တော်ထင်တယ်ပြည်မှာ၃ခုရှိတယ်ထင်တယ်အဲ့ဒါတော့မြန်မာရယ်ခမာရယ်ကမ်ဘောဒီးယားလူမျိုးတွေရယ်အဲနောက်တစ်ခုက great chinese လို့ခေါ်တာအဲ့ဒီ၃ခုက target လို့ကျွန်တော်ထင်တယ်အခုကျွန်တော်တို့မသိမကြသေးခင်ကာလတွေမှာပဲ ဒီကမ္ဘောဒီးယားစန့်ကျင်ရေးကိုတချို့ campaign party တွေကနေပြီး political party တွေဆားမယ်ပြောလဲပြောနေကြပြီနောက်တချို့ political party တွေကျွန်တော်တို့မနစ်ကလည်းတွေးခဲ့ဘူးတယ်ဒီဒီဒီမှာရောက်ရှိနေတဲ့မြန်မာတွေပုံမှာမြန်မာမုံဒီစန့်ကျင်တဲ့အားမျိုးတွေပေါ့နော် one call လောက်တာတွေအဲ့ဒါမျိုးလေးတွေကျွန်တော်တို့စတွေ့ရတယ်ပေါ့နော်မကြိုက်သေးငယ်မဲဆောက်မှလည်းနိုင်ငံရေးပါတီတခုလောက်သွားတယ်ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါမျိုးပေါ့နော်အဲ့ ground grey chinese chinese ကိစ္စကိုလောက်တဲ့ပေါ့အဲ့ဒါမျိုးတွေကျွန်တော်ပေါ်လာပေါ်လာပြီးတော့ဟိုကျွန်တော်တို့ Trump ဩဇာကြီးတဲ့ကာလကျကဘာမှာဟိုဒီ nationalism ကိုမျိုးသားရေးကိုမျိုးသားရေး lens ကနေကြည့်မယ် campaign မျိုးတွေ slogan မျိုးတွေဖြစ်လာနိုင်တယ်လို့လည်းတချို့ကတွက်ကြတယ်အဲ့ဒါမျိုးတွေရှိလာနိုင်တယ်ဆိုတော့ဒီမှာနေတဲ့မြန်မာတွေအတွက်ကလည်းဒါသတိထားရမယ်ရှောင်းရံဆောင်ရံနေပို့ပြီးတော့များလာမယ်လို့ကျွန်တော်တော့ထင်တယ်ဆိုတော့တလောဆယ်မှာတော့ခုနကိုရင်းနေပြောသားလို့ပဲထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်ရေးတွေ humanitarian ကိစ္စတွေ လာကူတိုက်ပွဲဖြစ်လာတဲ့ကိစ္စတိုက်ပွဲတိုက်ပွဲတွေဒီဘက်ကိုဖြစ်လာတဲ့ကိစ္စတွေအများစုမှာအတေချာချက်ချက်မဲ့မဲ့လုပ်နေတာကတော့ထိုင်းတက်မတော့ဖြစ်တယ်ဒီဘက်တလျှောက်လုံးမှာတာဝန်ကျတာကတော့ဟလာတာဝန်ကျတဲ့ဒီ third army ပေါ့နော်ထိုင်းတက်မတော့အမှတ်3ကနေအတေချာကျက်မဲ့ပြီးဆောင်ရပေးနေတာတော့ကျွန်တော်တွေ့ရတာဒါတွေကတော့တော်တော်စင်ထိုင်းနိုင်ငံကြီးအခြေအနေမတည်ငြိမ်တဲ့အခြေအနေမှာဖြစ်နေတာပေါ့နော်ဆိုတော့ရွေးကောက်ပွဲဖြစ်လာပြီဆိုရင်ရောမဖြစ်ခင်အချိန်တွေမှာလည်းကျွန်တော်ထင်တယ်မြန်မာအရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ ထိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆက်နွယ်နေတဲ့ဒီထိုင်းမြန်မာဆက်ဆံရေးနဲ့ပတ်သက်တဲ့ဆက်ဆံမှုတွေနောက်ရွေးကောက်ပွဲအနေနဲ့ဖြစ်လာမဲ့ impact တွေရှိလာမယ်လို့တော့ကျွန်တော်ပြောလို့ရပါတယ်ဟုတ်ကဲ့ကိုအောင်ကကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါကိုရည်